ခု reading လေးကအားလုံးအတွက် general reading လေးပေါ့နော်။ဘာအတွက်ဖတ်ပေးမှာလဲဆိုလို့ရှိရင်အခုလက်ရှိသင်စိတ်ထဲမှာလိုချင်နေတဲ့ဝင်ငွေပမာဏတစ်ခု။အဲ့ဒီဝင်ငွေသည်ဘယ်တော့လောက်ရလာနိုင်မလဲ။ဘာတွေလောက်ဆောင်ရမလဲဆိုတဲ့လမ်းညွှန်ချက်ကိုကတ်တွေစီကနေယူပြီးတော့ကြည့်ရအောင်ပါ။တယောက်နဲ့တယောက်ဆန်းနာခြင်းတူမှာမဟုတ်ဘူး။တချို့ကလည်းငါတလားကိုဝင်ငွေ၁၀သိန်းပုံမှန်ရရင်ကောင်းပါပဲ။ တချို့ကလည်းတလောက်ကိုဝင်ငွေ30ရရင်ကောင်းပါပဲတလောက်ကိုဝင်ငွေ300ရရင်ကောင်းပါပဲ300ရရင်ကောင်းပါပဲစသဖြင့်လိုချင်တဲ့ငွေပမာဏဆိုလို့ရှိရင်တော့လူအလုံးသည်လိုချင်တာကတော့အများကြီးလိုချင်တာပေါ့ရသလောက်လိုချင်တာပေါ့ဟုတ်တယ်နော်အဲ့တော့ကိုလုံးနိုင်မယ်လို့ကိုယုံကြည်တဲ့ပမာဏနော်အဲ့ဒီပမာဏမျိုးကိုတားဖက်ထားမယ်ဆိုလို့ရှိရင်တော့တင်းရဲ့လိုအင်စံတာတွေကအများကြီးနှိစက်ပါတယ်အဲ့တော့လက်ရှိမှာတင်းကအလုံးနိုင်ဆုံးနဲ့ရနိုင်မယ်လို့ယုံကြည်ရတဲ့ငွေပမာဏတစ်ခုကိုစိတ်ထဲမှာအာရုံပြုလိုက်ပါပန်းစုကတ် ထိုးပြီးတော့ကြည်ပေးမယ်နော်ကလေးကထုတ်လိုက်ပါမယ်ဟုတ်ပြီလေးကစလုံးရဲ့ energy ကိုကြည်လိုက်တဲ့အချိန်မှာတော့သူကပြင်ဆင်စရာရှိတာလေးတွေကိုရက်လက်ရမှလေးတွေကိုသူကအကောင်အဆိုးပေါ့နော်အကုန်လုံးတွဲနေတာကိုမြင်ရတယ် အစိုးဆိုပေမဲ့လို့အစိုးတန်ကြမ်းနမိတ်ဆိုးမဟုတ်ဘဲနဲ့တင်ပြင်ဆင်လိုက်ရင်ရမယ်လမ်းညွှန်ချက်ပါဝင်တဲ့အရာတွေပဲဖြစ်ပါတယ်အဲ့တော့ပထမဆုံးကတ်ကိုစပြီးတော့ကြည့်ရအောင် force of cup ဆိုတဲ့ကတ်ကြပါတယ် force of cup ဆိုတာကဖလားလေးလုံးကတ်ပေါ့เนาะဒီဖလားလေးလုံးကတ်မှာကြည့်မယ်ဆိုလို့ရှိရင်ဒီပုံထဲမှာရှိနေတဲ့လူမဲ့လေးတီသူ့ရှေ့မှာဒီဖလားတွေဆိုတာကအခွင့်အလန်းကန်ကြမှာအခွင့်အလန်းကိုပြောတာပေါ့เนาะကန်ကောင်းခြင်းတွေကိုပြောတာပြီးတော့ဒီမှာအဆောင်ရှောက်တယောက်ကလည်းဒီဖလားတစ်လုံးကိုလာပေးနေတယ် ဘလို့ပဲပြောပြောလူငယ်လေးကကြတော့ထိုင်ပြီးတော့တွေ့ဝေမိန်မောနေတယ်ဆိုတဲ့နမိတ်ကိုပြတယ်။သူဟာဆိုလို့ရှိရင်ဒီညာဘက်အမောင်ထဲမှာရောက်နေတယ်။ညာဘက်အမောင်ထဲမှာရောက်နေပြီးတော့ဒီဖလားဆိုတာအခွင့်အလန်ကန်းစမအခွင့်အလန်နေအဲ့ဒီကန်းစမအခွင့်အလန်နေသူ့ဘေးနားမှာရှိနေရတာနဲ့သူအရာတွေကိုမမြင်ဘူး။ဘာလို့နေလဲဆိုစိတ်ကူးထဲမှာသူမိန်မောနေတွေးနေတာပေါ့။အခုလက်ရှိဒီဗီဒီယိုကိုကြည့်နေတဲ့တင်ရပေါ့နော်။အာငါဟွာလို့ရင်ကောင်းမလားဘာလို့ရင်ကောင်းမလဲငါတလားဝင်ငွေသိန်းတရာဝင်ဖို့ငါဘာလို့ရင်ကောင်းမလဲအဲအဲ့အရာမျိုးတွေပေါ့ ဘာလုံးရင်ကောင်းမလဲလုံးရင်ကောင်းမလားမလုံးရင်မကောင်းလားဒါလည်းပဲတွေးပြီးတော့သူကအတွေးထဲမှာ main ဘောပြီးအချိန်ကုန်နေတာလေးကိုတွေးရတယ်အမှန်တကယ်ကတော့လက်တွေ့ထားလုံးလိုက်မယ်သူစိတ်ထဲ idea ပေါ်တဲ့ဟာလေးတွေကိုလက်တွေ့ထားလုံးလိုက်မယ်ဆိုလို့ရှိရင်အထောက်အပံ့တွေရောဖြစ်နိုင်ခြေတွေကိုအများကြီးရှိနေတာကိုတွေ့ရတယ်ဒါပေမဲ့သူကတော့ထိုင်ပြီးတော့တွေးဝေ main ဘောနေတာကိုတွေ့ရတယ်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကအဲ့ဒီလိုမျိုးနော်တွေဝေပြီးတော့ main mode နေတဲ့ energy တွေရှိမယ်ဆိုလို့ရှိရင်ဒီအရာလေးကတင်ပြင်ဆင်ရမယ့် energy လေးတစ်ခုဖြစ်ပါတယ်တဲ့နော် ဒုတိယကတ်မှာဆိုရင်တော့လာပြီပေါ့နော်။ဘာလုပ်ဖို့လိုလဲဆိုလို့ရှိရင်တဲ့ကြိုးကြိုးဆဆလေးနဲ့တင်အလုံးလုပ်ပေးဖို့လိုပါတယ်တဲ့။ဒီ8 soft coin ဆိုတာကငွေတင်းကအာရှစ်ပြားကတ်ပေါ့နော်။ဒီကတ်မှာဆိုလို့ရှိရင်ဒီပုံရိပ်ထဲမှာဆိုလို့ရှိရင်အိမ်ထဲမှာပဲသူကအလုံးလုံးနေတာလုံးနေတဲ့ပုံစံကလည်းအိမ်တွင်းအလုံးမျိုးကိုလုတ်ပြီးတော့မှငွေတွေရနေတဲ့ကံကြမ္မာနမိတ်ကိုမြင်နေရတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေဒီ ်အိမ်တွင်းမှုလုပ်ငန်းတွေလက်မှုလုပ်ငန်းတွေဒါမှမဟုတ်အိမ်ထဲမှာပဲရနိုင်တဲ့အိမ်ထဲကနေပြီးတော့ငွေဝင်နိုင်တဲ့ငွေငွေတွေဖြစ်ဖို့များတယ်ပေါ့နော်ငွေတွေဖြစ်ဖို့များဥပမာတင်ရတလောက်သိန်း30မှန်ထားတယ်ပေါ့အိမ်ထဲကနေရတဲ့အလုပ်ကနေပြီးတော့အဲ့ဒီသိန်း30ဝင်လာနိုင်တယ်သိန်း50မှန်ထားတယ်ဆိုလဲဒီလိုပဲသိန်း100မှန်ထားတယ်ဆိုလဲဒီလိုပဲအိမ်ထဲကနေရတဲ့ဝင်ငွေမျိုးဆိုတာဘယ်လိုမျိုးပြောချင်တာလဲဆိုတော့အန်စုလုံးနေတဲ့အလုပ်တွေနဲ့ဥပမာထားပြီးတော့ပြောပြမယ်ဥပမာဆိုလို့ရှိရင်ပန်းစုကဒီလိုပေါ့ tarot reading tarot reader လုပ်တယ်ဆိုလို့ရှိရင် အာတဲတော့မေးကျင်တဲ့သူတွေလာတယ်ဆိုလို့ရှိရင်ပန်းဆွေကအွန်လိုင်းကနေဟောပြောပေးတယ်သူတို့လာတယ်ဆိုရင်လည်းပန်းဆွေရဲ့ရုံမန်းလေးကိုပဲလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအီယာဒီပန်းဆွေအိမ်တွင်းထဲကရနေတဲ့ငွေပေါ့ဘူးလားပန်းဆွေအိမ်ထဲမှာနေရတဲ့ငွေကိုပြောတယ်နောက်တစ်ခုကပန်းဆွေကကိုချင်းလုပ်တယ်နော်ငွေတိအကြံပေး session တွေလုပ်တဲ့အခါကြလို့ရှိရင်ဒီ client ကနေဒီသူတို့ကနေဘယ်နိုင်ငံအနေနဲ့ပဲလုပ်လို့ပန်းဆွေဒီ laptop တစ်လုံးနဲ့ internet ဖွင့်ပြီးတော့လုပ်တယ်လုပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီငွေတွေလည်းဘယ်ကနေရနေလဲ ဒီအိမ်ထဲကနေပဲရတဲ့ငွေဟုတ်တယ်နော်အိမ်ထဲကနေလုတ်တဲ့အလုပ်ကနေရတဲ့ငွေဖြစ်တယ်နောက်တစ်ခုကအားလုံးမြင်ကြမလားတော့မသိဘူး fancy TikTok မှာ fancy account တခုရှိတယ် fancy ရောင်းတဲ့ account တခုရှိတယ်အဲ့ဒီ fancy ရောင်းတဲ့ account ဒီလဲပန်းစုကအပြင်မှာဆိုင်ဖွင့်ထားတာမဟုတ်ဘူး online ကနေရောင်းချတာဖြစ်တဲ့အတွက်ဘာလို့ရတာလဲဆိုအိမ်တွင်းထဲကနေပဲလုံးရတဲ့အလုပ်အိမ်တွင်းထဲကနေပဲလုံးရတဲ့အလုပ်ဖြစ်တော့အဲ့ဒီအိမ်တွင်းထဲကနေဖန်တီးတဲ့ငွေနော်အဲ့ဒါကိုပြောတာအဲ့တော့အိမ်တွင်းထဲကဖန်တီးတဲ့ငွေဆိုတာ အဲ့ဒီလိုအလုတ်ကင်မျိုးတွေပေါ့နော်ဥမာပန်းစုလိုမျိုးတစ်ထပ်တည်းလိုက်လုတ်တာကိုပြောတာမဟုတ်ဘူးနော်တင်းတို့မှာတင်းတို့ကျွမ်းကျင်ရာရှိမယ်ပေါ့ဒီပုံထဲမှာဆိုလို့ရှိရင်လူကြီးရလေအဲဒီမှာဆိုလို့ရှိရင်သူ့မှာပစ္စည်းကရိယာလေးတွေနဲ့ပေါ့နော်ဒီမှာပတ်စံအိတ်ချုပ်နေတာလေသာချုပ်နေတာမျိုးလေးတွေ့ရတယ်ပေါ့နော်အဲ့ဒါမျိုးလေးတွေဒီမှာ နော်လက်မှုပစ္စည်းလေးတစ်ခုကိုလုပ်နေတာမျိုးကိုတွေ့ရတယ်အဲ့တော့တင်မနေတဲ့ဘလို့အလုံးမျိုးပဲလုပ်လို့တင်းရဲ့တွန်းကျင်ရရှိမယ်ပေါ့ဥမာအိမ်တွင်းထဲကနေဆိုပြီးတော့ဟင်းချက်ရောင်းတာမျိုးလည်းဖြစ်မယ်ဟုတ်လားချီထိုးတာလေးတွေရောင်းတာဖြစ်ချင်းဖြစ်မယ်လက်မှုပစ္စည်းတစ်ခုခုပေါ့လေဒါမှမဟုတ်လို့ရှင်ရယ်လေကိုကပရိန်လောက်တတ်တယ်ဆိုလို့ရှင်လေလဝိယရဏကြောင့်မြေယရဏတွေကိုအထဲတွေခတ်ပြီးတော့ရောင်းတာမျိုးပဲဖြစ်မယ်ဒါက ကိုအိမ်တွင်းထဲကလုတ်ပြီးတော့မှ online ပေါ်မှာဒါ marketing လုပ်တယ်ဆိုလို့ရှိရင်အိမ်တွင်းထဲကရတဲ့ငွေပဲပေါ့နော်ဒါက password ငင်းသာအောင်ပြောကြတာနော်ကိုစီမှာလက်တွေ့ရှိနေတဲ့အခွင့်အလမ်းတွေရှိနေပြီးသားကိုမျက်စိရှိမှာပဲငွေရနိုင်တဲ့အခွင့်အလမ်းတွေကရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့တင်တော့ကတင်တော့ဘဝနဲ့တက်ဆိုင်တဲ့သင်တို့ရဲ့ energy နဲ့ကိုက်ညီတဲ့အလုပ်တစ်ခုကိုထပြီးလုပ်မယ်ဆိုရင်သင်တို့မှန်းတဲ့ငွေပမာဏကရဖို့ရနိုင်တယ်ဆိုတဲ့ကတ္တမိတ်ကိုမြင်ရတယ် အဲနောက်တတိယကတ်မှာဆိုလို့ရှိရင် justice ဆိုတဲ့ကတ်ကလေးပေါ့နော်ဒီကတ်ကလေးကဒီ angel လေးမှာဆိုလို့ရှိရင်သူကဒီချိန်ဝင်လေးထဲမှာနတ်ဆိုးနှစ်ကောင်းဆိုပြီးတော့ရှိနေတယ်အဲ့တော့နတ်ဆိုးနှစ်ကောင်းဆိုတာဘာကိုပြောလဲဆိုလို့ရှိရင်ဒီကတ်နာမည်အရာပန်းစိုးတို့အတွင်းထဲမှာရှိနေတဲ့အဖြတ်စိတ်နဲ့ဒီကုနာတော့ positive mindset ပေါ့အကောင်းစိတ်ကိုပြောတာဖြစ်တယ်အဲ့တော့အဖြတ်စိတ်တွေကဘယ်လိုတွေဝင်တတ်လဲဆိုလို့ရှိရင်ကိုကအလုပ်တစ်ခုကိုလောက်တော့ဒီအလုပ်တစ်ခုကိုငါထားလုပ်မယ်ကိုကစိတ်ကူးလိုက်တယ် အဲ့တော့အဖြတ်စိတ်ကပါဝင်လဲဆိုလို့ရှင်အင်းနေပါအောင်ဒါကလုံးဝဖြစ်ပါမှာအခုက online လုပ်တဲ့လူတွေကလည်းအရန်များနေတာအမ်ခေတ်ကာလအခြေအနေကြီးကလည်းမကောင်းဘူးဟိုကြည့်ဒီကြည့်ပေါ့သူ main boss နဲ့အဲ့တော့ လက်တွေ့ကိုရှေ့မှာရှိနေတဲ့အခွင့်အလမ်းတွေကဘာဖြစ်လဲဆိုတော့အချိန်တွေကြာပြီးတော့ဆုံးရှုံးတယ်အချိန်တွေကြာပြီးဆုံးရှုံးပြီးတော့ကိုရရှိရမယ့်ငွေတွေကမရရှိတော့ဘူးဘာကြောင့်လဲအဲ့ဒီအဖြတ်အမောက်စိတ်တွေကြောင့်မရရှိတာဖြစ်တယ်အဲ့တော့သတိထားပါဒီဗီဒီယိုကိုလာကြည့်နေတယ်ဆိုတာကလေအကြောင်းမဲ့တသက်တင်ကြည့်မိတာမဟုတ်ဘူးဒီ message တွေသည်တင်ပြင်ဆင်ရမယ့်အရာတွေတင်တဲ့တိုက်ဆိုင်လို့စက်ကြောရာရဆက်သွယ်ပြီးတော့ပေးလိုက်တဲ့ message တွေသာဖြစ်တယ်ပေါ့နော်အဲ့တော့တင်ပြင်ဆင်ရမယ်ဆိုရင်အဲ့ဒီအရာလေးတစ်ခုလည်းသတိထားဖို့လိုပါတယ် နောက်ဆုံးအပိတ်ကတ်ကအရန်ကိုကောင်းတယ်နော်တင်သာလက်တွေ့ထပြီးတော့လုံနိုင်မယ်ဒီအမောင်းအဖြတ်စိတ်တွေကိုတင်ကြော်လွှားနိုင်မယ်ဆိုလို့ရှင်တဲ့ဒီ terms of coin ဆိုတော့ coin ကတ်တွေပဲနော်ငွေကြေးအကြောင်းပြောနေတဲ့အချိန်မှာ coin ကတ်ကြတာလောက် energy ကြိုက်တာမရှိဘူးအဲ့တော့ဒီမှာ tensor coin ဆိုတော့ငွေရင်း90ပြကက်ဒီကက်ရဲ့နမိတ်မှာဆိုလို့ရှိရင်ငွေပင်အတိအပွင့်ကိုပွင့်လာပြီတင်စူးစားအားထုတ်ထားတဲ့အရာတွေမှန်သမျှထိုက်တန်တဲ့အတိအပွင့်တွေကိုတင်ခန်းစားရပြီဆိုတဲ့ကက်နမိတ်เนาะ ဲ့တော့ခံစားရတဲ့အချိန်မှတောင်မှပဲတင်းတယောက်တည်းခံစားရတာမဟုတ်ဘူးအတိုင်းအဝိုင်းလိုက်နော်ဒီမှာကြည့်ဟိုကလေးတွေရောခွေးလေးတွေရောကြောင်တွေရောသိုးလေးတွေရောတာမိသားစုကိုကိုမိခိုနေတဲ့အတိုင်းဝိုင်းတစ်ခုလုံးကိုပါထောက်ပံ့နိုင်တော့မယ်နော်ချမ်းသာတော့မယ်ဆိုတဲ့ကဏ္ဍမိတ်ကိုပြတာဖြစ်တယ်အဲ့တော့ကံကြမ္မာရဲ့အထောက်အပံ့တွေအရန်ကောင်းကံကြမ္မာအထောက်အပံ့တွေအရန်ကောင်းတဲ့အချိန်မှာသင်ဘာလုပ်ရမှာလဲဆိုလို့ရှိရင် ိတ်စိတ်ထဲရှိနေတဲ့တွေဝေမိန်မောစိတ်တန်တရားစိတ်နဲ့အမှောက်ဖြက်စိတ်ကလေးတွေကိုသာရှော့လိုက်မယ်။ရှော့ပြီးသွားတဲ့အခါမှာလက်တွေကြာကြာတင်လှုပ်ဆောင်မယ်ဆိုလို့ရှိရင်တဲ့။ခုနတော့ကတိတ်စိတ်ထဲကခုနမျှော်မှန်းထားတဲ့ရရှိဖို့ယုံကြည်ထားတဲ့ငွေပမာဏတည်းတဲ့ရလာနိုင်ပါလေတဲ့။အဲ့တော့ဘယ်အချိန်လောက်ရလာနိုင်လဲဆိုတော့ပန်စုတစ်ချက်ကြည့်မယ်။အချိန်ပိုကြည့်မယ်ဆိုလို့ရှိရင် 10လသို့မဟုတ်17လအတွင်းမှာရနိုင်တယ်အဲ့တော့တစ်နှစ်လိုပဲတတ်မှတ်လိုက်ပေါ့တစ်နှစ်အတွင်းထဲမှာပဲပေါ့နော်တစ်နှစ်လောက်အတွင်းမှာစူးစမ်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီတင်မှန်းထားတဲ့ငွေပမာဏတခုရလာဖို့ရှိတယ်တစ်နှစ်ဆိုလို့ရှိရင်ပတ်စုလို့အခုဆိုရင်ဒါ2025ကုန်တော့မယ်2026လောက်အတွင်းလာမယ်နှစ်လောက်ဆိုလို့ရှိရင်တင်းရဲ့ရည်ရွယ်ချက်ရည်မှန်းချက်ငွေကြေးညွှန်မှန်းချက်တွေရတဲ့ပြေဝလာမယ်ဆိုတဲ့ကံကြမ္မာနိုင်ကိုမြင်မရပါဘူး ဲ့တော့ဒီရီဒီမှာတိုက်ဆိုင်စွာလာကြည့်မိတဲ့သူတွေအားလုံးကိုဂုဏ်ယူပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တဲရော့ကတ်တွေဒီကတ်တွေဒီဒီတိုင်းဆွဲထုတ်လိုက်တာเนาะအဲ့တော့ပန်းစိုးတို့ဖန်တီးလို့လည်းမရဘူးပေါ့เนาะအဲ့ဒီယာတွေဒီတင့်ကိုရစေခြင်းတွေဆက်ကြော်ရပေးတဲ့ message တွေသာဖြစ်တဲ့ angel message တွေသာဖြစ်တယ်ဆိုတာကိုအပြည့်အဝယုံတယ်။ The cut tone line ကတ်တရာလုံးဝညာလုံးမရဘူးပေါ့เนาะကတ်တရဲ့ energy ကအဲ့တော့ ိုမှာအဆောင်ကံအထောက်ပံ့နေရှိနေပြီညံအထောက်ပံ့တဲ့ဝရိယအထောက်ပံ့ကိုပြီးတော့တင်ရခြင်းတဲ့ဟာကိုလက်တွေလှုပ်ဆောင်မယ်လမ်းညွှန်ချက်တွေလည်းပါတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲကံညာဝရိယ၃ပါးစလုံးအထောက်ပံ့တဲ့ကိုလိုချင်တဲ့အရာရရှိကြပါစေလို့ဆုတောင်းပေးပါရစေ energy ကံ့ညီမှုရှိတဲ့သူတွေကလည်းခုနကသင်ယုံကြည်ထားတဲ့ငွေပမာဏတစ်ခုကိုစိတ်ထဲကစုတောင်းပြီးတော့စုတောင်းပြေးပါစေဆိုပြီးတော့ comment လေးမှာလည်းအတည်ပြုချက်ယူလဲလိုက်လို့ရပါတယ် ။နောက်ထပ်လည်းဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ Tarot reading တွေနဲ့ Spiritual knowledge တွေကိုထပ်မံပြီးတော့မျှဝေပေးသွားပါမယ်။ကျေးဇူးပါ။ပန်းစုပါ။